အချွေရန်နေပါတယ်အချွေရန်ရပါတယ်ဒီအချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြန်ပြီးတော့အဖြေပေးဒီလိုယုံတော့ခြုံနေရှိတယ်ဒီလိုလောက်တော့ငှက်တိုင်းလှတယ်သူတော်ဘကိုကြည့်ပြီးတော့သိချင်မှမကြည့်မနဲ့ဖြစ်မျိုးစုံဆောင်ရုံးတဲ့စိတ်ထားကိုယ့်ရဲ့တာမနာလိုတဲ့စိတ်ထားတို့ရုပ်ရည်ကကိုယ့်ရုပ်ရည်တဲ့သာနေရင်လည်းတည်ပြီးကြည့်လို့မရဘူး သူမျက်လုံးကကိုယ်မျက်လုံးနဲ့ပါနေတယ်ဆိုရင်လည်းတဲပြီးကြည့်လို့မရဘူး။သူသားကကိုသားတဲ့ตาရင်သူသမီးကကိုသမီးတဲ့ตาနေတယ်ဆိုရင်လည်းတဲကြည့်လို့မရဘူး။ตาချင်းပြိုင်နေသမီးချင်းပြိုင်နေတယ်။နောက်တစ်ခုဘာလို့ပြိုင်နေလဲ။မင်းချင်းလည်းပြိုင်နေတယ်မရချင်းလည်းပြိုင်နေတယ်။ပြိုင်နေတဲ့စိတ်ထားတယ်။အိဒါမနကညူစုစောင်းညောင်းတဲ့စိတ်ထားရှိ။တို့ဘာလို့လက်လာပါရတယ်ဆိုရင်ကိုတဲကြည့်လို့မရဘူး။ တို့ဘာတွေအပူဇော်ခံရတဲ့အယုဒိခံရတဲ့တဲကြည့်လို့မရဘူး။တို့ဘာတွေအမြတ်နှုတ်ခံရတဲ့အလေးစားခံရတဲ့တဲကြည့်လို့မရဘူး။တို့ဘာရှိခိုးခံရတဲ့တို့ဘာအပူဇော်ခံရတဲ့ဆိုရင်ကိုယ်ကတဲပြီးကြည့်လို့တိတ်မရဘူး။သဘောမူစုနေ။ဒါတော့သူများစင်နေတာကလေးဝွင့်ဝွင့်နဲ့ပန်နေတာကြည့်ပြီးတော့မျက်စောင်းထိုးတတ်တဲ့ပုံစံမျိုးပဲ။ဒါတော့အဲ့ဒီလိုစိတ်ထားလေးဟာအိမ်မှာထိုင်နေရင်လည်းအလကားရတဲ့အကုသို့ပဲ။ လိမ့်မထက်တတ်တဲ့အဲ့အတွက်အကြအကုသို့ဖြစ်ရတာဒီတော့မိမိရဲ့စိတ်နဲ့စိတ်ထားလေးကိုပြုပြင်ကြောင်းလဲပြဖို့လိုအပ်တယ်ဒီတော့ဒီစိတ်ထားလေးကဘာဖြစ်လာခလဲဒီလိုညူညူဆောင်းဆောင်းတဲ့စိတ်ထားလေးပြပြစုံစုံပြုပြင်နေခဲ့မယ်ဆိုရင်ကောင်းစွာဆောက်တည်ထားခဲ့မယ်ဆိုရင်ကောင်းစွာလိုက်နာပြီးပြုပြင်ခဲ့မယ်ဆိုရင်ဒီစိတ်ထားကမရရောက်အောင်ပို့ဆောင်ပေးနိုင်တယ်ဒီကအချောင်းအကုသို့ရလိုက်တာမရရောက်ကြကံရလိုက်တာပဲ ီးတော့မိမိတို့ကဒီငရဲကိုအလိုမရှိဘူးဆိုရင်ဒီလိုညူစုစောင်းညောင်းနေတဲ့စိတ်ထားလေးတွေကိုပြုတ်ပြင်ပြောင်းလဲပြဖို့မလိုဘူးလားလိုအပ်တယ်။နတ်ပြည်နတ်လောကမှာတချို့တချို့နတ်တွေမနောဘရောတိကနတ်ဆိုပြီးတော့စာမတော်နာမည်ပေးထားပါတယ်။အဲ့ဒီနတ်တွေဟာဒီပလန်တပင်တစ်ခုကိုသွားကြပြီဆိုရင်ဆိုကြသို့သူတို့ရဲ့စည်းစိမ်ဂုံတင်အားလျော်စွာအမတန်အစင်တတ်မြင့်တဲ့ယထာရင်အစင်တတ်မြင့်တဲ့အွေရန်တွေ အစဉ်တမ်းဖြစ်တဲ့ဝဇ္ဇတန်စာရင်ဝဇ္ဇဆင်ရင်ပြီးတော့မှတော့ကြဘုံကံနေပါတဲ့လက်တွေကြတော့တို့လောက်အဆင်မမြင်ဘူးယထာဆိုလဲခဏညံကားဆိုလဲခဏညံပေါ့အဲဒီလိုခဏညံနဲ့တော့တော့အစဉ်တမ်းမြင်နေတဲ့လက်တွေကိုကြည့်ပြီးအစဉ်တမ်းနေနေတဲ့လက်တွေကမျိုးစုကြတယ်မင်းခေါ်ကြတယ်ဘုဘကအစဉ်တမ်းမြင်နေတဲ့ပုံစံတွေကလည်းဘယ်လိုဖြစ်လဲမင်းတို့နဲ့တို့နဲ့ဘာဆိုင်လို့လဲဟာဖြစ်ပြီတို့လဲတို့ကံနဲ့တို့ဖြစ်တယ်ပဲနင်းတို့လဲနင်းတို့ကံနဲ့နင်းတို့ဖြစ်တာပဲဘာဆိုင်လဲ ဘာဆိုင်လဲဘာဆိုင်လဲတောင်းနေတရားဒေါသဖြစ်နေမြောက်လုံးပြီးကြ။မဖြစ်လို့လဲဆိုတော့ဒီအိတ်တလေးကသူတို့ကိုအသေးတက်လိုက်တာတက်ပြီးတော့ပဲပို့အောင်မလဲ။မရရအောင်ပို့အောင်မယ်။ဒီတော့ဒီလိုစိတ်နေစိတ်ထားလေးတွေပြည့်ပြင်းကြောင်းလဲပြည့်ဖို့မလိုဘူးလား။ဘာမှပါတယ်ကိုယ်ကံနဲ့ကိုယ်ဖြစ်ကြတာပဲ။ကိုယ်အကြီးနဲ့အယုံဆိုးရတာဘလို့ကြောင့်လဲကိုယ်ကံကြောင့်ပဲ။ကိုယ်အချွေရနဲ့ပါတာလဲကိုယ်ကံကြောင့်ပဲ။ဒါကြောင့် ခုနကတဏိဌာနပေါ့တကယ်လွန်ကျိုးနေတဲ့အချိန်ကမဖြစ်ပေါ်နေတဲ့အကုသိုလ်စေရနာတွေကငြိပ်ပို့မယ်အဲ့ဒီစေရနာတွေကအကျိုးပေးဝင်အခါခွင့်မသိလို့ရှေးပိုင်းနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အကုသိုလ်စေရနာတွေဆိုကြဆိုအဲ့ဒီအကုသိုလ်စေရနာတွေကြောင့်ဒီလူပြည်လူလောကမှာတခြားကုသိုလ်ကံတစ်ခုကပို့လိုက်လို့လူပြည်လူလောကလူရောက်လာပြီလူဖြစ်လာပြီဖြစ်လာတဲ့အချိန်ကမှခုနကအကုသိုလ်ကံတွေကသူတို့ဘာဒီအပေါ်မှာမနာလို့ညှူးစုစောင့်ညောင်းခဲ့တဲ့ဒီစိတ်ဓာတ်တွေကဘာဖြစ်မလဲကပ်ပြီးနိမ့်မနှိမ့်ဆက်တော့မှာ ဒါကြောင့်တခြားကုသိုလ်ကံကြောင့်မိခင်ဒီလောကရောက်လာပြီအရှင်ရဲ့မြတ်ပါတဲ့အနန္တမှာကန့်ချင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးမတော်တဆမလို့မဆောင်တာလို့အိနောင်လောကအိနောင်ဤလောကရောက်ရှိတော့တာသမီမထွန်းကားခြင်းမစုံရသားခြင်းနဲ့ကအနန္တမှာလာပြီးနေခြင်းနဲ့စိတ်ထားမရှိဘူးအနန္တမှာကပ်ပြီးခြံရမဲ့ပုဂ္ဂိုလ်တူမှမရှိဘူးဘာကိုအခြေခံရလဲသူတို့ဘာတို့ရဲ့လိုက်ရမှု အယုဒိခံရမှုကံနေပါရခြင်းဒီပါအခြေခံလဲမျိုးစုစုံညုံတဲ့စိတ်ထားကိုအခြေခံတယ်အချွေရနေပါရခြင်းဒီပါကိုအခြေခံလဲမျိုးစုစုံညုံနေတဲ့စိတ်ထားကိုအခြေခံဒါဟာဒီမျိုးစုစုံညုံတဲ့စိတ်ထားကိုမွေးမြူခြင်းဒီအချွေရနေပါစေတတ်တဲ့ကျင့်ဝတ်ကိုကျင့်နေခြင်းပဲဖြစ်တယ်